နေလုံးကြီးငုံရှိုးသွားလိမ့်ပြီဗဝင်းကျင်တစ်ခုလုံးအမောင်လွှမ်းလာသည်ကျွန်တော်လက်အိမ်ပေါ်မှမြင်နိုင်သမျှဗဝင်းကျင်များကိုငေးကြည့်နေမိသည်မယ်ဝင်းသားပြူလာသောစပားခွေးလေးမှရွှေဝါရောင်တန်းနေသည်လဲခွေးလေး၏ရှေ့ဘက်သည်တတော်ကြီးဖြင့်လွမ်းသောရခိုင်ရိုးမကြီးတောင်ဆွဲတောင်တန်းများဖြင့်ပြည့်နေနေသည်ကျွန်တော်တို့၏လဲခွေးလေးမှတောင်ဆွဲနှစ်ဖူးတို့၏အကြားတွင်ဖြစ်သည်ထို့ကြောင့်အဝိုင်းဝင်းမဟုတ်ပဲတောင်သွဲနှစ်သွဲတို့၏အကြား၌လဲသုံးကွက်မြစီတန်းနေသောကြောင့်လဲမြောင်းလဲသွဲလေးမြသာဖြစ်သည် အရသောမျက်နှာရှိတောတောင်များပိတ်ကားစီးနေသောကြောင့်စဘာကြိုက်တဲ့သော တောဝယ်များကိုဖိတ်ခေါ်နေသည်အောင်ဖြစ်နေသည်ယခုလိုစဘာမဲ့ဝိညာဉ်ရောက်တိုင်းတောဝယ်များတောင်းရန်ကြသည်ရခိုင်ရိုးမာထဲမှရာချီသောတောဝယ်အုံများတအိုးပြီးတောကိုရောက်လာကြသည်ထို့နောက်လေစဘာများကိုလူစားကြသည်တောဝယ်တအိုးစားပြီးလျှင်လေတကွင်းပြုတ်ပြုတ်ပြုံးသည်ကျွန်တော်တို့အမ်းမြို့နယ်၌တောင်ကြီးကြသောလေရှင်အားလုံးတို့သည်ပင်လေစဘာများမဲဝင်းကျင်ကိုရောက်တိုင်းတောဝယ်များ၏တံကိုခံကြရသည် အချို့မှာလေကကျင်းပြီးတောဝဲအုပ်ကကောင်းရည်ရာနေချီပြီးဝင်စားသောကြောင့်တညဖြင့်ပင်မျိုးပြန်မရသည်ထိအဖြစ်ဆိုးနေကြုံရသည်ထို့ကြောင့်လည်းဒေါသကြီးဖြစ်သောအဖေသည်ဒီတန်ကိုမခံသားနိုင်၍သားသမီးများလဲမွေကိုမဆက်လိုပေစာပေနှင့်လက်မှုတစ်ခုခုကိုပေါင်းမြောက်သင်စေသည်ထို့သောအလုပ်တစ်ခုခုပြင်ပင်အသက်မွေးကြရန်ကိုလည်းမကြာခဏဩဝါဒပေးသည် သားကြီးဖြစ်တော့ကျွန်တော်ကိုလည်းမန်းဆရာကြီးဥဆိုင်ရွှေအထံ၌အနန္တကပယံပတော့စာတော့ဘိတုကလက်မှုပညာများကိုသင်ယူစေသည်ဆရာကြီးထံ၌သင်ယူ၍ဆရာကြီးလက်ရာများကိုသာရရှိပါမူကဘဝကိုဝမ်းကြောင်းနိုင်သည့်အထိလုံလောက်မှုရှိသောကြောင့်ပဲအဖေကမန်းဆရာကြီးဥဆိုင်ရွှေအထံ၌ညမာမှုဘိတုကပညာရန်များကိုကျွန်တော်အားသင်စေခြင်းဖြစ်ပါသည်ယခုလဲလဲစပါးများမဲဝင်းလာ၍ဆရာကြီးအထံ၌ခွင့်မှန်လာကျွန်တော်အားခေါ်ရပြီးလင်းစည်းရန်တာဝန်ပေးထားသည် အဖေကဒီနေရာထက်တော်၏အတွေ့ပိုင်းပေါ်ကြသောလေခွေး၌လင်းစည်းနေသည်လင်းစည်းသည်ဟုဆိုခြင်းမှာလေစာသောလौခင်း၏တင့်တော်ရာ၌ခြေလန်းရှိလင်းရင်လေးကိုစောက်လုကထိုလင်းရင်ပေါ်၌တက်နေပြီးတော်ဝက်ကဲ့သို့သောလေဖြက်ကောင်များမလာရဲအောင်ကျွဲကြိုပတိုးမှုန့်ခြင်းတန်မုံတီးခြင်းတုံးခေါက်ခြင်းများကိုမပြတ်ပြုတ်လုပ်ပြီးညာလုံးပေါက်အဟင်းနေရခြင်းဖြစ်သည်ဤကဲ့သို့ပြုလုပ်ပြီးအတန်ပေးနေလျင်တောဝယ်များမလာရဲကြပေ။သို့မှလည်းစဘာကွင်ကြီးတက်တာတွင်ရလေသည် ကျွန်တော်ထရလေးပါတွေးနေရင်နေဝင်စား၏အလတောလေကွင်းလေးတဘာဝများကိုမြင်နိုင်သည်မြင်ရောက်ကြည့်ရှုခံလာနေမိသည်ထို့နောက်တဖြည်းဖြည်းဖြင့်ပင်အလင်းရောင်များကွယ်ပြောက်ကအမောင်းလွှမ်းသွားလေသည်ကျွန်တော်ဖျောင်းနိုင်ကိုညှိထုံပြီးဖျားရှိခိုးသည်မေတ္တာပို့ပြီးအမြဝေသည်ထို့နောက်ပုံဆွဲစာအုပ်ကိုဖွင့်ဘီးလန့်မြေအိတ်ခွန်ဆက်ကူဖြင့်ပုံဆွဲနေခြင်းလေသည်ကျွန်တော်ကယခုမှပြန်တင်စားတနည်းများသာရှိသေး၍ပြောလောက်အောင်ဘာမှမတတ်သည်ထို့ကြောင့်လည်းအချိန်ရလျင်ရသည်လို့ပုံဆွဲနေခြင်းလေရှိသည် ပုံဆွဲလေးကျင်ရင်ဖြင့်나이ဝက်တကြိမ်ခန့်တန်ပုံးတီးချင်းတုံးောက်ချင်းများကိုပြုလုပ်ကာအတန်ပေးပြီးအဟိနေရသည်ထို့နောက်ပုံများကိုတပုံပြီးတပုံဆွဲသည်ည10နာရီခန့်လောက်အချိန်တွင်ကျွန်တော်အိတ်ငိုက်လာလေသည်ထို့ကြောင့်ပုံဆွဲခြင်းကိုရန်နာလိုက်ပြီးတချင်းဆိုသည်ပလွေမှုသည်ည12နာရီခန့်အချိန်တွင်အဝဲစီဒေါနက်ထဲကဂျီဟောက်တန်ကိုကြားလိုက်ရသည်ထို့ကြောင့်ကျွန်တော်ပလွေမှုရက်ပြီးဂျီဟောက်တန်ကိုနားဆိုင်ထောင်သည်မိုးစောကြီးဦးထီးမောင်ကကျွန်တော်ကိုပြောဖို့သည် ကြီးသောတံကိုအသေးချာနားထောင်ရတယ်ကွကြီးဟာတနေရကတကြိမ်သာဟောက်ရင်တော့ကိစ္စမရှိဘူးတောင်ကျော်စင်လိုက်တနေရပြီးတနေရဆက်ဟောက်တံကိုသာကြားလာရရင်တော့တောဝဲအုပ်နေခွင်းဘက်ကိုဆင်းလာနေပြီဆိုတာသိနိုင်တယ်ကျွန်တော်ကတောသားလေးဖြစ်တော့လဲတောတောင်ကြောင့်သားရဲသားကောင်များရဲ့အကြောင်းကိုသိပြီးမသိပေကြီးဟောက်တံကိုကြားလိုက်ရပြန်သည်ပထမဟောက်ဒီကຫນွေတစ်ပတ်ချိုင်ပဲယခုကြားလိုက်ရတာကတော့ရေမြက်ချောင်းပြစီကဖြစ်သည် တောဝဲအုံများဆင်းလာကြပြီလားထို့ကြောင့်ပင်ကြီးဟောက်လေသလားသို့မဟုတ်တိုက်ဆိုင်၍ပင်လားကြီးများသည်တောင်ကျောဆယ်များမှအိတ်လီရှိသည်ဟုကြားဘူးသည်တာရဲသားကောင်များဟူသည်မှာလဲတောင်ကျောဆယ်အတိုင်းသာသွာလာလေရှိသည်ထို့ကြောင့်မိသည့်တာရဲသားကောင်ဖြစ်စေတောင်ကျောဆက်သို့လျှောက်သွားတိုင်းကြီးများနှင့်တိုးမိကြသည် ကြည်များ၏သဘောမှာလဲမိတိသားရဲ့သားကောင်များနဲ့တွေ့သည်တိုးသည်ဖြစ်စေလန့်ဖြန့်ပြီးထဟောက်ကထွက်ပြေးတတ်သည် ကျွန်တော်စဉ်းစားတွေးတော့နေစိမ်းမှာပင်တင်ငန်းတောင်ကျောစီကဂျီဟောက်တန်ကိုကြားလိုက်ရပြန်သည်တင်ငန်းတောင်ကျောသည် ကျွန်တော်တို့လင်းနှင့်တခေါ်တသာမြသာလမ်းသည်ထို့ကြောင့်တောဝဲအုပ်ကြီးကစပားစားရန်လာကြလျင်ကျွန်တော်တို့လေထဲသို့ဥစွာရောက်လာနိုင်သည်ကျွန်တော်တို့လေပင်ကလည်းတောင်ချိန်ကြားမှာဖြစ်နေသည်မြောက်ဘက်တွင်တင်ငန်းတောင်တော်လန်းကြီးအရှိတ်ဘက်နှင့်အနောက်ဘက်တွင်ဂျားတောင်နှင့်တံမြာတောင်တောင်သွင်းနှစ်ခုရှိလေသည်ထို့ကြောင့်တောဝဲအုပ်ပတ်လည်ဝိုင်းနေသည့်လေခွင်းဖြစ်၍ တော်ဝဲဥဒါဆင်းလာပါမူကျွန်တော်တို့လည်းတဲ့သို့ဥစွာရောက်လာကြမိမှာမလွဲပေလာတော့ရှိရဲ့လာကလည်းပြူစထွက်နေပြီဖြစ်သည့်အပြင်အချိန်ကလည်းညတကောင်ကျော်လာလိမ့်ပြီတော်ဝဲများဟူသည်လာဝင်သာလာထွက်စအချိန်များတွင်တောရိပ်ခိုးပြီးလည်းတဲ့သို့ဆင်းတတ်သည်ဟုကြားဘူးသည်ထိုကြောင့်ကျွန်တော်ကြွဲကြိုပရိုမိုခြင်းတုံးခေါချင်းတန်မုံတီးရင်းများကိုအဆက်မပြတ်ပြုလုပ်လိုက်သည်ကျွန်တော်ကြွဲကြိုပရိုမုတ်လိုက်တန်မုံတီးလိုက် တုံးခေါလိုက်နာယူဝခန့်အတီလှုပ်လိုက်ပြီးကြီဟောက်တံကိုနားထောင်ပြန်သည ဂျီဟောက်တန်ဝန်မကြရတော့ပေထို့ကြောင့်တောဝဲအုပ်သည်တေကန်းတောင်ကျော်တန်းမှပင်ရှိနေလိမ့်မည်ဟုခံမရသည်ကျွန်တော်စူညံစွာဖြင့်အတန်ပေးနေ၍ပင်တောဝဲအုပ်ကြီးလေထဲသို့မစင်းသေးပဲအခြေအနေကိုစောင့်ကြည့်နေရန်ရှိသည်ကျွန်တော်အိမ်ငိုက်လာ၍နိုင်ဝက်ခတ်အတန်တိတ်ဆိတ်နေချိန်မှပင်ဂျားတောင်စီကဂျီဟောက်တန်ကိုကြားလာရပြန်သည်တောဝဲအုပ်ကြီးကတောင်ဘက်အချမ်းကကတ်ထွက်လာပြီးကျွန်တော်တို့လေဝင်းကိုအကြမ်းဖက်ရန်ကြံစီနေသလားမသိကျွန်တော်ဒီညအချိန်ရလိမ့်မည်တော့မထင်တော့ပေ ရန်သူက အနီးအနားသို့ရောက်နေပြီဟုယူဆရသည်။ထို့ကြောင့်ကျွန်တော်ကတန်မိုးတိခတ်ပြီးတုံးခေါက်ကကျွဲချိုပတိုးကိုသာအဆက်မပြတ်မှုန့်နေလေသည်။မိုးတောက်အာယုံတို့ရောက်လာသည့်အထိကြီဟောက်တန်မူမကြရတော့ပေ။အခြားဘက်စီကကြီဟောက်တန်များကိုကြားရတော့လဲအဝေးစီကဖြစ်နိုင်၍ကျွန်တော်လည်းနေမဆိုင်ပြီ။ထို့ကြောင့်စိုးရင်စရာလည်းမလိုကျွန်တော်အိမ်ငယ်ရင် အော်ဟစ်တိခတ်အတန်ပေးရင်အာယုံတက်လာလေတော့သည်။အရှိဘက်ကောင်းကင်မှ ရောင်ဖြူတိမ်ဆိုင်များကိုမြင်လာရသည်။ ဒီညလောက်ဆိုရင်တောဝယ်များလဲတဲ့သူမစင်းတော့ပေဂျီဟောက်တန်ကိုမကြရတော့ထို့ကြောင့်ကျွန်တော်ဆောင်ကိုပတ်ပြီးအေးဝဝအိတ်လိုက်လေတော့သည်ဝဲဝဲထုံးသားအဝဲထုံးသားအော်ခေါ်တန်ကိုကြားလိုက်ရ၍လန့်နိုးသွားသည် ခေါင်းထောင်ပြီးလမ်းဘက်သို့ကြည့်လိုက်သည်ဗာကြီးထီးမောင်သည်လန့်တချောင်းကိုထမ်းပြီးပန်ဝင်းကြီးများကိုစူးစမ်းကြည့်နေသည်ကျွန်တော်လက်ပတ်နာရီကိုကြည့်တော့မနှက်စင်နာရီကျော်နေလေပြီ သို့တော်လည်းတ냐လုံးမအေးခရသေးသောကျွန်တော်ဖို့တစ်ချက်လေးမေးလိုက်ရသည်ဟုသာထင်မိသည်။ဘာဤကျွန်တော်ရှိပါလဲဗျ။ညာကကြောက်တန်နေနားတော်ရင်တောဝဲအုပ်လည်းနဲ့ဆင်းပါသလိုအစိဘကရောင်ပူလာမှမဲကနေအိပ်ပျော်သွားတာပါ။မဲကနေဒါမဲကနေလားကွာဘယ်အချိန်ရှိနေပြီလဲ။အေးပြက်နေလို့ပါဗာကြီးကကျွန်တော်မျက်နာသိပြီးလင့်အောက်သို့ဆင်းကချုံအုံွယ်လို့ပြေးကပ်ပြီးစီးသွားသည်ပြီးမှဗာကြီးထီးမောင်စီတို့သွားသည်ငါလည်းညာကကြောက်တန်တွေတော့ကြားတယ်ကွာ ဒါပေမဲ့ဝေးလို့တိတ်ပြီးမသေးဝဲဘူးမင်းကလင့်စည်းတဲ့ကောင်းဆိုတော့ညကကြီရောက်တန်နေကြအောင်ပြော့ပြပါအောင်အစကတော့ຫນွေတစ်ပတ်ဂျိုင်ဘက်ကပဲဘာကြီးပြီးတော့ရေမြက်ချောင်းပြပြီးတော့သင်္ကန်းတောင်ပြီးတော့ဒီကြားတောင်ဒါပါပဲဟင်းတကယ်လားဟာဘာအီးသီးမောင်ကကျွန်တော်ကိုစိုက်ကြည့်ပြီးမေးသည်တကယ်ဘောပါကြီးอ่ะကျွန်တော်ညတမင်းမှာတော့မိလိုက်ရဘူးဗျမိုးလင်းလို့ network ကနေမှအိပ်ပျော်သွားလို့ခொနကမှဘာကြီးအော်မှာနိုးတာဗျမင်းအိပ်မပျော်ခင်အချိန်ကြီးတော့သင်္ကန်းတောင်ကကြီဟောက်တန်ကိုမကြားမိဘူးမဟုတ်လား ဟုတ်ကဲ့မကြားမိပါဘူးဘာကြီး။ဒါဆိုရင်ဒီကြားတော်မှာတော်ဝဲကိုရှိနေတာတေးကြပြီကွ။ဒါပေမဲ့ပိုပြီးတေးကြအောင်ဒီကြားတော်မှာတော်ဝဲကိုပြန်ထွက်မထွက်သိရအောင်ခြေရတော့ကောက်ကြည့်မှဖြစ်မယ်။ထိုးတို့ပြောကဘာကြီးထီးမောင်ကကြားတော်နဲ့သင်္ကန်းတောင်ကျော်ဘက်သို့ခတ်တုတ်တုတ်လျှောက်သွားလေသည်။နေမွန်းတဲတော်မီကျွန်တော်လည်းအလွန်ပိုက်ဆံနေပြီ။ထို့ကြောင့်ကျွန်တော်အိမ်ဘက်စီသို့တုတ်ချီတင်လာခဲ့သည်။အိမ်သို့ရောက်လျင်နနက်စာစားတော့ပြီးတရေထက်အိတ်လိုက်သေးသည်။ နိုးသည်နှင့်ကောက်ဆွာခုံရန်အတွက်တောထဲသို့သွားရပြန်သည် ကောက်ဆွာလင်းကားကြောင့်ရှာခုံပြီးလေတော်သို့ပြန်လာရာဗာကြီးတီမောင်နှင့်မုတ်ဆိုးများအားရှော်ပိုက်ဝက်လိုက်ပိုက်ကြီးတစ်ပုံကိုဘေးချာကလင်းရင်နာတွင်စူဝေးနေကြသည်ကိုတွေ့ရသည်။ကိုင်းဝေထုံးဦးသားမင်းပြောတဲ့အတိုင်းဂျားတောင်ထဲမှာတောဝဲဦးကြီးရှိနေတယ်ကွ။ဟာတေချာစစ်ကြည့်ပြီးပြီ။ဒါကြောင့်ပိုက်သမားတွေကိုလည်းခေါ်ထားပြီးပြီ။ဒီတော့မင်းဒီနေရာအကတ်ကြံနေခဲ့တို့ပိုက်ထောင်ပြီးရလူပတ်လိုက်မယ်ကွာ။ တော့ချောက်ကြမဲ့လူတွေကကြားတောင်ကိုပတ်ပြီးတော့အချက်ပေးတယ်ညာရဲ့မင်းညာကအတန်ပေးနေတယ်လို့မျိုးပဲတန်မုံတီးပြီးအော်ထားမင်းဘက်ကတော့ဝက်တွေကျွန်ထွက်မသွားအောင်လို့ပေါ့ပြီးတော့မင်းလင့်အိမ်ပေါ်တက်ပြီးပိုက်ဘက်ကရှန်ထွက်လာတဲ့တော့ဝက်တွေဘဲဘက်ပြေးသွားတဲ့ဘန်နကောင်ဆိုးတာတွေကိုမြင်နိုင်တယ်များကြီးကြီးဝီမှတ်သားတာကိုဒီနေရာနေပဲကြံခဲ့ထိုမြသာပြောထားခဲ့ပြီးဘာကြီးတီးမောင်တီးပိုက်သမားများခေါ်ကကြားတောင်နေတင်ကန်းတောင်ကျော်ဘက်စီတို့ထွက်သွားကြလေသည် ျွန်တော်လည်းဘာအီတီမောင်မာထားခဲ့သည့်အတိုင်းလက်အိမ်ပေါ်သို့တက်ကြည့်ပြီးအခြေအနေများကိုသာစောင့်ကြည့်နေသည်ဆိုခဲ့သည့်အတိုင်းကျွန်တော်သည်တောသားဖြစ်သည့်တန်ရောင်တောကောင်များအကြောင်းမိုးဆိုးတို့၏အကြောင်းများကိုပြောလောက်အောင်ဘာမှမသိပေ။တောဝယ်များကြီးများကိုလည်း లై ဖူးတက်ဖြတ်ဖူးခြင်းမရှိသေးပေ။ లై ဟေ లై ဟာ లై 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 ။ဘိုင်သမားများစီမှဘိုင်ထီးမောင်၏အချက်ပေးအော်ပြောတံကို ကြားလိုက်ရသည် ထို့ကြောင့်ကျွန်တော်လဲတန်မုံတီးလိုက်ကလတ်တက်ခေါက်လိုက်နေဘာကြီးထီးမောင်မာထားခဲ့သည့်အတိုင်းအဆက်မပြတ်လုံနေလေသည်ထိုဘက်တော့ဆမတော့ချောက်အော်ဟဲလာနေရသည်များကိုလဲစူညံစွာဖြင့်ကြားနေရသည်ထို့နောက်ခွေးအောင်တန်များကိုပါကြားလိုက်ရပြီးတောဝဲကြီးများဤပြန်လဲဟဲရောက်တန်များကိုပါအဆက်မပြတ်ကြားလာရ၍တတော်လုံးစူညံသွားလေတော့သည်ထိုနောက်ပိုက်ပက်စီမမိုးစိုးများ၏ဟင်းဟောက်ကြတဲ့တောဝဲကြီးများ၏အော်တဲ့ ထိုးစွထူရိုက်တပ်ဖို့ကြတဲ့များကိုပါနားနဲ့မဆန့်ကြားလိုက်ရလေသည်နောက်ဖက်မှလူအုပ်ကြီးကတောချောက်အော်ဟေပြီးအမဲလိုက်ခွေးများနဲ့မောင်းယူလာကြသည့်တောဝယ်များကိုပိုက်သမားများကပိုက်သူမောင်းချပြီးထုတန့်နေကြခြင်းပင်ဖြစ်ပေမည်ထိုနောက်ဂျားတောင်ဘက်မှတောဝက်ကြီး၄၅កောင်မြက်ခင်းမြင့်ကိုဖြတ်ပြီးကျွန်တော်တို့လက်ခွင်းမှတဆင့်တန်မြာတောင်ဘက်ပြည့်တက်သွားကြသည်ကိုလည်းတွေ့လိုက်ရလေသည်။တောချောက်မိုးစိုးများ၏အတန်ကတိတ်ဆိတ်မသွားသေးပေ တောင်းအောင်ကြရဲပိုက်ဖက်စီမအော်ကြဟေ့ကြနဲ့တောဝဲများအားထူးသက်တမ်းများဟုပါစူးစူးညင်ညင်နဲ့ထက်မှန်ကြလိုက်ရပြန်လေသည်ဒီချိန်တွင်လည်းတောဝဲကြီးများဆဲကောင်းကြောကန့်ကျုံထွက်လာပြီးအုတ်စုနှစ်စုကွဲသွားကတဆူးကတမ်းများတောင်ဘက်သို့ပြေးသွားကြသလိုနောက်တဆူးကသင်္ကန်းတောင်၏အနောက်မြောက်ဘက်ကြောက်ပုံတောင်ကျောတောင်တန်းဘက်သို့ပြေးတက်သွားကြသည်ကိုလည်းတွေ့လိုက်ရလေသည်တော်ဝဲအော်ဇံများတိတ်ဆိတ်သွားပြီးနောက်အကြောင်းတိလို၍ကျွန်တော်ပိုက်သမားများစီတို့ပြေးလိုက်သွားပြီးကြည်သည် အချို့ကဝတ်သည်များကို စုပုံပြီးတချို့ကတော့အငင်းပွားနေကြသည်ကိုတွေ့လိုက်ရသည်ပိုက်ဘက်ကထိုးခုတ်ထူးတန်နေကြတော့ကျွဲကူးတောင်တင်ကိုင်းကုန်းဘက်ကိုလည်းအကောင်၁၀ကျော်လောက်ပြည့်တက်သွားကြတယ်ဗျငါတို့ပိုက်မှာမိနေတဲ့အကောင်တွေကိုထူးတန်နေကြတော့ကလည်းပိုင်နာကကျုံထွက်သွားတဲ့အကောင်တွေကမနှဲဘူးကဒီတော်ဝဲကကောင်းရီတင်ရနီးပါးရှိလိမ့်မယ်လို့တောင်ထင်ရတယ်ဟေးငထုံးသားမိဘကကျင်းနေဘလို့လဲကွာတော်ဝဲတွေမိဘကိုကျုံထွက်မလာကြဘူးလားလာပါလေဗျာကြီးနှစ်တုတ်တောင်ပဲ အကောင့်30ကျော်သောတံမြတော်ဘက်ကိုတက်သွားရတယ်။တချို့ကလည်းဟိုဒီကြောက်ပုံကြောဘက်ကိုပြေးတက်သွားကြတယ်ဗျာ။ဒီလိုဆိုရင်ငါးစီမှာဒီတောဘက်ကိုစမ်းချောင်းနဲ့တဲယူမီးဖြိုက်တင်ဖြင်းဖို့ဝေထုံးဟူတာပါဝဲလူ၄ယောက်လောက်ထားခဲ့ကွာ။ကျန်တဲ့မိုးစိုးတွေကကြွက်ကူတောင်တင်ချိုင်းကုန်းနဲ့တံမြတော်ဘက်ဝင်ပြေးသွားတဲ့တောဘက်တွေကိုတော့ဝိုင်းလိုက်ကြရော။မိုးစိုးကောင်းတောင်ကြီးဖြစ်သောဘာကြီးတီမောင်ဤစကားအဆုံးနဲ့မိုးစိုးအချို့တို့ရှော့ပိုက်ကြီးကိုထမ်းပြီးကြွက်ကူတောင်တင်ချိုင်းဘက်ကိုထွက်သွားကြလေသည်။ကြံခဲ့ကြသည့်ကျွန်တော်တို့လူစုလည်းတက်တာကြပြီတော့မဟုတ်ပေ။ ယခုရထားသည့်တောဘက်ကကောင်းရီ30ကျော်လေးသည်ဤဝတ်တည်များကိုဤနေရာမှတမိုင်ခွဲကန်လန်းသောစမ်းကြောင်းထဲသို့ထန်းတယ်ပြီးမိညိုက်ကတင်ဖြင်ကြရပေတော့မည်ကျွန်တော်တို့၄ယောက်အကွဲမှာဗလာဤ၂ယောက်ပါ၍တော်သေးသည်မာကြီးသီမောင်နှင့်ကျွန်တော်က၅ဆုပ်အောက်တောဝက်များကိုထန်းနေကြပြီးဗလာကြီး၂ယောက်တို့ကတော့၅ဆုပ်အထက်ဝတ်တည်ကြီးများကိုထန်းနေကြသည်ကျွန်တော်တို့ဝတ်တည်များကိုထမ်းတယ်ပြီးမပြီးစီးမှပဲကျွဲကူးတောင်တင်ခိုင်းဘက်ကတောဝဲ6កောင်ရလာကြပြန်လေသည် ်ထို့နောက်သူတို့လူစုဝတ်သိမ်များကိုကူညီထမ်းသည်ပေးထားခဲ့ကြပြီးတံမရတောင်ဘက်သို့ဆက်သွားကြပြန်သည်ကျွန်တော်တို့ကတော့တောဝဲသိမ်များကိုမီးမြှား၍မပြီးခင်မှာပဲတံမရတောင်ဘက်ကတောဝဲကြီးရှစ်ကောင်ကိုထမ်းလာကြပြန်လေသည်ထို့ကြောင့်တောဝဲအုပ်ကြီးထဲမှကောင်းရီသုံးပုံတပုံနဲ့အထီးပင်ကုံသွားလီမလားဟုထင်မှတ်မိသည်တော်ဝဲသည်များကိုမိမြိုက်တင်ဖင်းကဝေပုံချ၍ပြီးချိန်တွင်ည၈နာရီမှတင်းပင်ရှိနေလေပြီ ထို့ကြောင့်ကျွန်တော်ရသည့်တောဝက်သားဝေစုကိုပင်ကျွန်တော်အာတင်းမိထမ်းတရားပြီးအနေထားမှာပင်ရှိနေလေသည်တော်ဝဲအုပ်ကြီးကိုသုံးစင်းလိုက်တတ်နေရသောကြောင့်နောက်နောက်သောအစင်းများတွင်မိုးဆိုးဥယျာဉ်တိုးလာ၍တော်သေးသည်ထိုမိုးဆိုးများကိုလည်းတစင်းတစ်ကြိမ်တိုးလာသောမိုးဆိုးဥယျာဉ်ကိုရေတွက်မှတ်သားထား၍သူတို့ကိုလည်းစင်းအည်အတွက်နှင့်တောကောင်ရည်နှင့်အတူအချိုးကြသောတောဝက်သားဝေစုကိုခေါ်ဝေပေးလိုက်ရ၍တော်သေးသည် မူလမဆိုးဦး၏တစ်ဆယ်ကျော်နှင့်သာဤမြများပြားသောတောဝက်သားဝေသူများကိုထမ်းတည်ရမည်ဆိုလျင်ကိုယ်ဝေသူကိုပင်ထမ်းတည်ရပြီးအရေးကိုတွေးပြီးစိတ်ပြည့်နေမိမှသေးကြသည်သောတော်လေညာတော်ရာခဲဖြစ်သောဤတော်ဝဲသားများကိုဖြစ်သည့်ဤပြထမ်းတည်ရပြီတော့မိဟုတွေးကကြောက်ကပားရံမှ လမှုနယ်တချောင်းကိုဖြတ်ယူပြီးတော်ဝဲသားများကို ဖောက်တည်လိုက်၏ထို့နောက်လက်မောင်းခန့်တစ်သားတို့ကြီးဖြင့်တပိုးရှူတန်းကခတ်တုတ်တုတ်ပင်ထွက်လာခဲ့သည်ကျွန်တော်သွားရမည်ကအခြားသောမုဆူများနှင့်လမ်းကြီးမတူ၏ ကျွန်တော်ကအထက်ဂျပန်ကားလန်အောင်တိုင်းသွားမိဖြစ်ပြီးဘာအီတီမောင်တို့အုပ်စုကသူတို့အိမ်ကနေနေတော့အောက်လန်အတိုင်းသာစုံသွားကြလေသည်ဂျပန်ကားလန်အောင်ကိုအုံမိုးနေသောညောင်မီးနားသို့ရောက်လာလေအဘဲကြောင့်မှန်းမသိကျွန်တော်ချက်သီးထားသွားလေသည်ဤညောင်မီးကြီးကတရဲ၆သည်ဟုလည်းနာမည်ကြီးသည် မကြာခဏပင်ခေါ်စာများပြစ်ထားသည်ကိုလည်းတွေ့ဘူးသည်ကျွန်တော်ကသိပြီးတရဲကိုမကြောက်တတ်တော့လဲချက်သီးတော်ထားသည် ယခုလည်းတရေချောက်သောညောင်ဝင်းဤနာသို့ရောက်သွားသည်နှင့်နောက်ကျောမှစိတ်ငင်းလေဖြစ်သွားကကြက်သိန်းငွေကြီးများထောင်သွားလေသည်တရေကြီးနာမည်ကဥဖြူဦးကဲ့ကျွန်တော်တို့လူဖြစ်စအချိန်လောက်တုန်းကဥဖြူဦးအမည်ရှိတဲ့လူပြိုကြီးတစ်ယောက်ကြားကပ်၍တည်ဆုံးမှုသည်ယခုလိုဆောင်းပေါက်ရာသီ၌နည်းနည်းစောစောဥဖြူဦးစပားရိတ်နေသည်ကိုကြားဆွဲသည်ဟုဆိုကြသည်ရွာသားများလူစုပြီးဝိုင်းလိုက်သွားကြချိန်၌ဥဖြူဦးတတိမရတော့ပေတကောလုံးသွေးများဖြင့်ရဲရဲနေပြီးမျက်ဖြူလန်လျက် ခဏအတွင်းမှာပင်ဥဖြူကွယ်လွန်သွား၍အီညောင်ဝင်းကြီးနားမှာပင် မြေမြုပ်ဝီတကြိုထားသည်ဟုပြောကြသည်ဥဖြူကိုတရေအဖြစ်ဝင်တွေ့ရလျင်လဲတေဆုံးသွားစဉ်ကအတိုင်းတကိုယ်လုံးသွေးများဖြင့်ရဲရဲနေနေပြီးအလွန်မင်းကြောက်ဖွယ်ကောင်းသောရုပ်လက္ခဏာကြီးဟုတွေ့ဘူးသူများကပြောကြသည်ဟာကျွန်တော်အံ့ဩသွားသည်လူတစ်ဖက်မှကကြီးသည့်အခက်လက်များဝေပြာနေသောညောင်ကိုင်းကြီးကကြိုးကြပြီးလမ်းမကိုပိတ်ဆို့နေလေသည်ဘိုးမေရွာလေးမတိုက်ပဲအပဲ့ကြောင့်ညောင်ကိုင်းကြီးကြိုးကြနေပါလေ အင်းနေရာဒီဂျပန်ကားလိုင်းဟောင်းဖြစ်တော်လဲယခုချိန်တွင် လူတသွားစာလမ်းကြောင်းလေးများသာရှိတော်သည် လူသွားလိုင်းဟိုဘက်ဒီဘက်တွင်ခါလောက်မြင်သောထီကယုံမင်းနှင့်မြရိုင်းမင်းများသာတောထနေသည်မတတ်တာတော့ကျွန်တော်ဝသားတန်းကြီးပြည့်ညောင်တိုင်းလွတ်သည်သည့်မြရိုင်းတော်ကြီးကိုထိုးပေါက်ရလေသည်မြရိုင်းမင်းများကရှထီကယုံမင်းများကစူအလဲလဲအပြူပြူဖြင့်ထိုးပေါက်ပြီးသွားနေရသည် ။ဒီကေယုံစုများကလည်းအတော်လေးပဲနာကျင်ပြီးအေးလဲအေးသည်။15မိနစ်ကတိုးဖောက်ပြီးသွားလိုက်တော့မှမြောင်ငိုင်းလွတ်သည့်နေရာသို့ရောက်၍ရှေခီးသို့ဆက်နိုင်လေသည်။ချွေးတဒီဒီဖြင့်ညာကိုးလိုက်နီးမှအိမ်သို့ရောက်သွားသည်။ထိုချိန်၌အဖေအိမ်မှမရှိတော့ပေ။ညနေစာကိုစောစောစားတော့ပြီးလင်းစည်းရန်သွားလေပြီ။ကျွန်တော်ဒီညလင်းစည်းရန်မသွားတော့ပေ။လေနာမှာပင်တောဝဲအုပ်ကြီးတောအုပ်ကိုသွေးတံရဲရဲပြတ်ဖြတ်ထားကြ၍အခြားတောဝဲများလည်းလာရဲကြတော့မည်မဟုတ်ပေ ထို့ကြောင့်အမေအားတောဝက်သားကိုချက်ဆိုင်ပြီးအောင်းဟာစားတော့ကအမုံအိတ်တော်မီဟာကျွန်တော်တောဝက်သားများကိုတုံးတရံကြည့်လိုက်ရဝက်ပောင်ကြီးတစ်ချောင်းမပါတော့ပေဘာလဲတဲ့အမေကငရုတ်သီးထောင်းအင်းမေးသည်အကြီးဆုံးဝက်ပောင်ကြီးတော့မပါတော့ဘူးအမေရဲ့ဟုတ်တော့ဘလို့ပြစ်တာလဲမသိဘူးဗျကျွန်တော်အသေးစားလက်မွန်းနယ်ခြီတာခြီတီတာတီပြီးတဲယူလာတာပါအမေရဲ့ဟုတ်လို့လားတဲ့တောဝက်သားတွေကအများကြီးလေများတာဗောအမေရဲ့တောဝက်အကောင်20ကျော်ရတာလေ နောက်တို့လာတဲ့မိုးဆိုးရင်လည်းအချိုးကျဝေးပုံချလာတော့ကျွန်တော်ကပထမမိုးဆိုးအုပ်စုမှာပါဝင်လို့အများကြီးရလာတာအမေရဲ့နံကတ်တွေပြင်ဝက်ပောင်ကြီးကလည်းနှစ်ချောင်းရသေးတယ်အခုအကြီးဆုံးဝက်ပောင်ကြီးမပါတော့တာအမေရဲ့အသေးစားပဲစဉ်းစားကြည့်ပါဦးသားရဲ့ကျွန်တော်ကတောဝဲသားများကိုဝေးပုံချပြီးတီချီကထိုင်းယူလာသည့်အကြောင်းကိုပြန်ပြောင်းစဉ်းစားလိုက်သည်လမ်းမှာတည်ယူလာရင်ပြုတ်မြန်ကျန်ခဲ့သလားဆိုတာပြန်စဉ်းစားကြည့်ုံလေးသားတခုတော့စဉ်းစားမိတယ်အမေရဲ့ဘာကြီးဖြူဦးရဲ့ညောင်မင်ဘော်ကညောင်ကိုင်းတကိုင်းကျိုးကြပြီးလမ်းပေါ်ပိတ်နေလို့ ကျွန်တော်မြက်တော့နဲ့ထီကယုံမင်တော့တိုးပေါက်ပြီးတော့နမ်းရတဲ့နေရာအထိသွားနေတော့ကနှစ်ကြိမ်သုံးကြိမ်တော့နဲကြဘူးပါတဲ့အဲ့ဒီအချိန်မှာမြက်ဝက်ပောင်ကြီးပြုတ်ကြကြံနေခဲ့သလားမသိပါဘူးမေးရဲ့အေးလေညာကြီးဆိုတော့မြက်တော့ထဲမှာပြုတ်ကြကြံနေတာလည်းဖြစ်နိုင်တာပေါ့ကွယ်ကြံလဲကြံပေါ့ကွယ်ဓမ္မလဲဆယ်ဘိတ်တာကျော်လောက်ရှိနေတာပဲနမျောတာပေါ့အမေကအဲ့လောက်အများကြီးပြန်သွားရှာလဲရလောက်မှမဟုတ်တော့ပါဘူးအခုလောက်ဆိုခဲဝါလေးစားလို့ကုန်းလောက်ပါပြီအမဲဖြတ်ကြတာလဲဂျုတ်ပင်အိမ်မှာဆိုတော့ညောင်မင်းကြီးလည်းမွေးဘူးလေ ဒီတော့မိုးစိုးတွေထွက်သွားတာနဲ့အညီလန်းရလို့ခဲဝါတွေလည်းအိမ်သားကိုအုပ်လိုက်တောင်ရောက်လာနိုင်ပါလေ။အားကြောင့်ကျွန်တော်ဝက်ပောင်ယူအနှံ့နဲ့လိုက်စားပြီးစပြေးကြတော့မှာပဲ။တွားရှာလည်းမရတော့ပါဘူးမေးရဲ့။ကျွန်တော်တော့ဝက်သားများကိုတအိုးချက်စာများသာတုံးတက်ပြီးကြံသောတော့ဝက်သားများကိုနှစ်ဖိုးခွဲကတဖိုးကိုစားနယ်ထားလိုက်သည်။ကျန်တဖို့ကိုမိုးလင်းမအိနီနာနဲ့ဆွေမျိုးချင်းများကို ပေးကမ်းဝင်ကရန်ခေါမိုးမှာချိန်ဆွဲထားလိုက်သည်ကျွန်တော်ထမင်းစားတော့ပြီးချိန်တွင်ည10:00ထိုးနေလေပြီ ထို့ကြောင့်ကုံငဲသည့်များကအရေးပြက်ခဲ့သည်နှင့်တနေ့တာပင်ပန်းခဲ့သည်များစူပေါင်းဖီစီကမျက်တောင်ဆင်းလာ၍ဖျားကိုပင်အကျဉ်းများရှိကိုကအိပ်ပစ်လိုက်လေသည်ကျွန်တော်အာယုန်နဲ့၅နာရီတွင်တို့သည်ကြပြားခရမျက်နာသည့်ဖျားရှိကိုမြင်တာပူပြီးနောက်ထမင်းညင်းနှင့်တော့ဝဲသားချက်အကြံကိုပြန်လွေးကအစာပြေစားသည်ထို့နောက်လမ်းကြောင်းကိုမြင်သည်နှင့်ဓမ္မကြီးကိုခါထုတ်ကခတ်တုတ်ပင်ညောင်မင်းကြီးစီသို့ထွက်လာခဲ့သည် ရွာသူရွာသားများအသွားအလာမပြုကြမီလမ်းမကိုပိတ်ဆို့နေသောညောင်မင်းကြီးရောက်ခုတ်ထွင်ရှင်းလင်းရန်အတွက်ဖြစ်သည်။ရွာမှထွက်လျင်ဒုံးတကားလေးတစ်ခုကိုဖျက်ရသည်။ထို့နောက်တေကကျော်များရှိသောလေကွင်းလေးကိုကစင်းအနိုင်လျှောက်သွားလျင်ဂျပန်ကားလမ်းဟောင်းကိုရောက်သည်။ဂျပန်ကားလမ်းဟောင်းကိုတဖာလုံးကျော်များဆက်လျှောက်ပြီးမှညောင်မင်းကြီးနားသို့ရောက်လာခဲ့သည်။ဟာကျွန်တော်အံ့ဩသွားသည်။ညောင်မင်းကြီးရောက်လမ်းမ၌ဘာညောင်ကိုင်းမှမရှိတော့ပေ။ညာကလမ်းမကိုညောင်ကိုင်းပိတ်ဆို့နေ၍ ကျွန်တော်ရှောင်ကျင်းသွားသောမြက်တော်နှင့်ထီကရုံးမိများသည်ကအလဲလဲပြူပြူဖြစ်နေသည်ကိုတွေ့ရသည်တော်ဝဲပေါင်ကြီးကိုပြန်ရလို့ပြန်ရညာမြက်တော်တဲ့သူဝင်ကလိုက်ရှာကြည့်တော့လဲဘာမှမတွေ့ရတော့ပေခဲဝါများဆွဲသွားကြခြင်းမဖြစ်ပေလိမ့်မည်ဟာကျွန်တော်ညောင်မေဤပေါ်မော့ကြည့်လိုက်ရာထမ်းမှန်ပင်တန်တော်ဖြစ်သွားရလေသည်ညောင်မေဝါဆောင်၌တော်ဝဲပေါင်ရိုးကြီးကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်ကျွန်တော်သိလိုက်ပြီထို့ကြောင့်တစ်ချက်ပြုံးကောင်អော်ပြောလိုက်သည် ဘာကြီးอ่ะတောဝက်သားစားခြင်းကျွန်တော်စီอ่ะရိုးရိုးတောင်းပါဘောဗျာတောဝက်သားကြီးလည်းအများကြီးပဲလမ်းမအောင်ညောင်ခိုင်းကြီးတဲ့ပိတ်ဆိုထားပြီးလူစားဖို့တော့မလိုပါဘူးဗျာကျွန်တော်တရေတစေတွေကိုကြောက်တတ်တဲ့လူလည်းမဟုတ်ဘူးအခုတော့ဘာကြီးလှုပ်လိုက်တာ ਨੇ ဓမ္မကြည်စမ်းပါဦးထို့သောဆိုကကျွန်တော်က ground ကြိုက်ပြီးပေါင်နဲ့ခြေသလုံးများတွင်ထီကယုံစုများစူးချစ်ထားသည့်ဒဏ်ရာများကိုပုတ်ပြလိုက်လေသည်ထိုခဏ၌မိုးမရွာလေးမတိုက်ပဲညောင်မင်းဤတပင်လုံးတိတ်နှိမ်ခါသွားလေသည်။ဘာကြီးဖြူကကျွန်တော်ကို တောင်းပန်သည်သဘောဟုထင်သည်။ အတိအကျဟုတ်မဟုတ်တော့ကျွန်တော်မသိပေယခုကျွန်တော်ဖတ်ပြခဲ့သောအကြောင်းအရာများသည်ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောကိုယ်တွေ့ဖြစ်ရမယ့်အကြောင်းအရာများပဲဖြစ်ပါသည်